ြည့်ရှုနေကြတဲ့သတ္တမိမိတို့ရဲ့မိခင်များဖခင်များအားလုံးကိုမင်္ဂလာပါလို့ဆရာနှုတ်ခွန်းဆက်လိုက်ပါတယ်။ဆရာဒေါက်တာဆိုင်းမြတ်သူပါ။ဒီနေ့မှာတော့ဆရာတို့မိုးရွာသည့်ဘက်ကိုလည်းဝင်လာပြီးဖြစ်တဲ့အတွက်ဆရာတို့ဒီအချိန်မှာ အဖြစ်များတဲ့ကလေးရောဂါတွေတခုဖြစ်တဲ့နှာစီးနာပိတ်ခြင်းအကြောင်းကိုပြောပြပေးသွားပါမယ်နော်။ဝိုင်းဆိုင် quality for a healthier life ဲ့တော့နာစီနာပိတ်ချင်းဟာကလေးတွေမှာယာဒီမယွေးဖြစ်တတ်ပါတယ်အဲဒါပေမဲ့အထူးသဖြင့်ဆရာတို့ဒီမိုးယာဒီနဲ့စောင်းယာဒီတွေမှာကပူပြီးတော့ဖြစ်တတ်ကြတာပေါ့နော်အဲ့တော့ဘာလို့ဒီနာစီနာပိတ်ကဒီအချိန်မှမှပူဖြစ်ရတယ်လဲဆိုရင်ဆရာတို့အဓိကအချက်ကတော့နာစီနာပိတ်ချင်းရဲ့အဓိက တရခန့်ဟာ virus ယောဂါကြောင့်မလို့ဖြစ်တတ်ကြတာပေါ့နော်ဒီ virus ပိုးလေးဝင်လို့ဖြစ်တတ်ပါတယ်အဲ့တော့ virus ပိုးကဒီလိုမျိုးအေးတဲ့ရာသီဥတုမှာဆိုရင်သူတို့ကပိုပြီးတော့လည်းပြန်ပွားလွယ်တယ်ပိုပြီးတော့လည်းဖြစ်ပြီးဆိုရင် ပြင်းထန်ပါတယ်အဲဒါတစ်ချက်ရေလူခန္ဓာကိုယ်ရဲ့သဘောတရားအရာကိုကရာသီဥတုအပူချိန်အေးလာလေလေခန္ဓာကိုယ်ရဲ့ကိုယ်ခံအားကလည်းကြလေလေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအချိန်လေးတွေမှာဆရာတို့နှာစီးနှာပိတ်တွေကလေးတွေမှာပိုပြီးတော့ဖြစ်တတ်ပါတယ်အဲ့တော့ဒီ virus ပိုးတစ်မျိုးတည်းကြောင့်လားဆို ရင်အဲဒါကြောင့်နေမဲ့လည်းမဟုတ်ဘူးပေါ့နော်တခြားအနေနဲ့ဆရာတို့ပူလိုက်အေးလိုက်ဖြစ်တာအပူအေးမမျှတဲ့အခါအပူရှက်သွားတဲ့အခါနောက်ချောက်တွေးတဲ့စောင်းတွင်းအဝင်လိုယာတိမျိုးတွေမှာဆိုလို့ရှိရင်လည်းဆရာတို့အမုံအမွားတွေကြောင့်မလို့ပိုလန်ပေါ့နော်ဝတ်မုံလေးတွေကြောင့်မလို့ဒါတွေကြောင့်လည်းဆရာတို့ဟာချီဟာချီတွေဖြစ်တဲ့နာစီနာပိတ်တွေလည်းဖြစ်တတ်ကြပါတယ်ဒါပေမဲ့အဓိကအချက်ကတော့ဆရာတို့ဒီမိုးတွင်းအဝင်မှာဆိုရင်တော့ဒီ virus ပိုးလေးကြောင့်မလို့ပဲဖြစ်ကြတာများတာပေါ့နော် ာစီနာပိန်ဖြစ်ပြီဆိုရင်ကလေးမိဘတွေကတော့အော်ဖျားတာမှမဟုတ်တာပေါ့နော်တက်တာတွေပေါ့ထင်ကြပါတယ်အဲ့တော့ဟုတ်ပါတယ်ဖျားတာတော့မပြင်းထန်ဘူးအဲ့တော့ဘာလုပ်ကြမလဲအိမ်မှာပဲကုမလားဆေးကမ်းပြမလားဒါကလည်းရှိသေးတာဩနော်အဲ့တော့အရင်ဆုံးတော့ဒါဆရာတို့ကလေးမိဘတွေအနေနဲ့အိမ်မှာကုကြမှာပဲဆိုဘာလုပ်လို့ရလဲဆိုရင်ဆရာတို့ ိမ်မှာကလေးကိုနှာစင်းရင်နှာစင်းပြောက်ဆေးလေးတွေတိုက်လို့ရတယ်เนาะအရောဆီယာတို့ဘာမီတွန်ပါရာလေးတွေစီထရီဇင်းပါတဲ့အုပ်စုဝင်လေးတွေတခြား generation လေးတွေလည်းရှိပါတယ်ဒါအိုဆီယာတို့တိုက်လို့ရပါတယ်အဲ့တော့ကလေးတွေအနေနဲ့ပေါ့เนาะဒါဆီယာတို့ပထမအဦးဆုံးလာသားကလေးတွေဒီအရွယ်လေးတွေမှာစပြီးတော့တခါမှမဖြစ်ဘူးခုမှစဖြစ်ပြီဆိုရင်တော့အိမ်မှာကိုယ်သဘောနဲ့ကိုယ်ဆေးတိုက်တာတက်စာရင်ဆရာတို့ကပထမအဦးဆုံးအကျင့်လေးကိုတော့ဆရာဝန်နဲ့အရင်ပြလိုက်စေချင်တယ်။တခြားမဟုတ်ဘူးဆရာတို့ကလေးတွေဆိုတာက ဟိုဆရာတို့အသက်နဲ့လိုက်ပြီးတော့ဆေးပေးတာထက်ဝိတ်နဲ့အဓိကပေးတာ ဖြစ်တယ်အဲ့တော့မွေးတုံးကပေါင်ချိန်နည်းတဲ့ကလေးလေးက6လပြည့်တဲ့အခါမှာပေါင်ချိန်နည်းနဲ့နည်းအောင်ပါပဲ အဲမွေးတုံးကအကြီးဖြစ်နေတဲ့ကလေးလေးက6လပြည့်တဲ့အချိန်မှာအခုနောက်ကလေးထက်ဆိုင်ကိုလုံးက2ဆလောက်ရှိနေမှာအဲ့တော့6လအရွယ်ဒီလောက်တိုက်ဆိုပြီးဆရာတို့ကတန်းပြောလိုက်လို့တော့ခက်တာပေါ့နော်အဲ့တော့ပထမဆုံးအချိန်မှာတော့ဆရာတို့ဒါနာစီပြောက်စီတိုက်မယ်ဆိုရင်ဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှတိုက်ပြီးတော့နောက်ကြတော့အိမ်မှာအဆောင်လေးထားထားတဲ့အခါဒီဆေးလေးကိုနောက်နာစီတယ်ဆိုရင်သူနာစီပြောက်တဲ့အထိဒါတိုက်လို့ရပါတယ် ါကတော့ဈေးအပိုင်းပေါ့နော်အဲ့တော့မိဘတွေအနေနဲ့အိမ်မှာဘာလို့ပြီးလို့ရသေးတယ်ဆိုရင်ကလေးကနှာစီးနေတယ်နှာပိတ်နေတယ်ဆိုရင်သူ့ကိုအိတ်တဲ့အခါကျရင်ခေါင်းဦးသေးနေနဲ့မြင်ပေးလိုက် ပြီးရင်ဘေးလေးတစ်ချမ်းဆောင်ပေးလိုက်နှာပိတ်လို့ရှိရင်ဇာတို့ဟိုပတ်လက်ဆိုရင်နှစ်ဖက်လုံးပိတ်ရင်နှစ်ဖက်လုံးဇုံပိတ်နေအောင်ပါပဲတစ်ဖက်လေးဆောင်းပိတ်လိုက်တော့အောက်ဖက်ကလေးကပိတ်ပြီးအပေါ်လေးကပွင့်တော့သူရှူရတာနည်းနည်းလေးပိုတက်တာတာပေါ့နော်ဒါလုပ်ပေးလို့ရတယ်နှကောင်းပိတ်ကိုပိတ်နေတဲ့ကလေးတွေဆိုလို့ရှိရင်ဇာတို့စားရည်ငွေလေးရှူခိုင်းလို့ရတယ် နောက်ပြီးတော့စားရည်အဆက်ချဈေးလေးတွေခတ်လို့ရတယ်เนาะအဲ့တော့ဈေးဆိုင်တွေမှာလည်းအလွယ်တကူဝယ်လို့ရပါတယ်ဆရာတို့ပလတ်စတစ်ကော်တောင်လေးတွေစားရည်အဆက်ချဈေးလေးတွေဒါလေးတွေကိုစိတ်ချလက်ချခတ်လို့ရတယ်အကယ်၍ဈေးဆိုင်ဝယ်ဖို့လက်လန်းမမိသေးဘူးညာရင်းညတာဖြစ်နေတယ်ဆိုရင်လေရေတံဘူးရေတဝက်ပေါ့เนาะ500မီလီကိုဆရာတို့စားကို5မီလီလောက်ပေါ့နော်လက်ဖက်စားစုံလေးတစ်စုံစာခတ်ပြီးတော့အဲ့ဒါလေးကိုပျော်အောင်လုပ်ပြီးတော့မှဒါကိုခတ်ပေးမယ်ဆိုရင်လေသဘောတရားကတော့အတူတူပဲပေါ့နော် ဲ့တော့ဒီနေရာမှာဆရာတခုမှားချင်တာလေးတခုကဆရာတို့စားရည်အဆက်ချစည်းလေးကိုတော့ဒါမိဘတွေအနေနဲ့ကိုယ်သဘောနဲ့ကိုယ်ခတ်လို့ရတယ်ဒါပေမဲ့ဆရာတို့ oximeter zolin ပါတဲ့ပေါ့နော်အထဲမှာဆေးပါတဲ့ အဲနှာခေါင်းအဆက်ချစည်းလေးတွေရှိတယ်ခလေးကြီးခတ်တဲ့ဟာတွေပေါ့နော်ဒါတွေဆိုရင်တော့ဒါဆရာတို့တတ်နိုင်တယ်များခလေးငယ်လေးတွေကိုမခတ်ပါဘူးအဲ့တော့ကိုယ်သဘောနဲ့ကိုယ်ဒါမျိုးတွေကိုဝယ်ပြီးတော့မခတ်တာကောင်းပါတယ်ဆရာဝန်ကလိုအပ်တော့မှညွှန်ကြားတော့မှခတ်ပေးတယ်ဆိုရင်ကောင်းပါတယ်တချို့နှာပွင့်ဈေးဆိုပြီးတော့ဆရာတို့မှတ်ပုံတင်မရှိတဲ့ဈေးတွေလည်းရှိပါတယ်နောက်ဆက်တွဲအနေနဲ့အန္တရာယ်များတဲ့ဈေးတွေလည်းရှိပါတယ်ဒါတွေနဲ့လည်းမှားပြီးခတ်မိမှာစိုးတဲ့အတွက်ဆရာတို့စားရည်အဆက်ချစည်းလေးကိုပဲစိတ်ချလက်ချကိုယ်သဘောနဲ့ကိုယ်ဆရာတို့ကတော့ခတ်စီခြင်းတာပေါ့နော် စည်းရုံနှာပိတ်ရုံနဲ့ကတော့ထူး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 တော့မဖြစ်တတ်ဘူးအဲဒါပေမဲ့ဆရာတို့နှာစည်းနှာပိတ်တာနဲ့တွဲပြီးတော့အဖျားတွေလည်းကြီးနေတယ်ဆိုရင်ခလီးကမအီမသာဖြစ်တယ်မှိန်နေတယ်ဆိုရင်သို့မဟုတ် နာရီဆိုတာဟာပုံမှန်ဆိုရင်ဇာတ်တို့အကြည်လေးပဲဖြစ်ရတယ်ပေါ့နော်ဒီထက်ပိုနောက်လာမှနည်းနည်းဖြူကျင်လာတာလေးရှိတာပေါ့အဲလိုမှမဟုတ်ဘဲနဲ့နာရီတွေဟာဝါတယ်စိမ့်တယ်ဒီလိုအယောင်တွေပါလာတယ်ဆိုရင်တော့ပိုးဝင်တဲ့လက္ခဏာဖြစ်တယ်ဒါတွေဆိုရင်တော့မဖြစ်မနေဇာတ်တို့ဈေးကုံဈေးကံပြဖို့လိုအပ်ပါတယ်အဲ့တော့လာသားကလေးတွေမှာဆိုလို့ရှိရင်နှာခေါင်းလေးပိတ်တတ်ကြတယ် နော်ဆိုတော့နှာခေါင်းပိတ်ရင်တစ်ဖက်တည်းပိတ်ရင်ရှူလို့ရပါမယ်နှစ်ဖက်လုံးဇုံပိတ်သွားတဲ့အခါမှာကလေးဟာခေါင်းနေရမ်းတယ်တခါခါရီရမ်းတာတွေလည်းရှိတယ်နှုတ်ဆို့တဲ့အခါမှာအဲနှာခေါင်းပိတ်လို့ဗဇက်ကနေပြီးတော့ဒီအရွယ်လေးတွေကနှုတ်ဆို့ပြီးဗဇက်နဲ့နော်ဒီဗဇက်နဲ့လည်းအသက်ရှူနေရတာဒီအချိန်မှာနှုတ်သွားတက်လိုက်တော့သူ့မှာရှူစရာအပေါက်မရှိတော့ဘူးအဲ့အချိန်မှာနှုတ်လည်းမဆုံနိုင်အရန်ဟိုကလေးကကြီးကြတာပေါ့နော်ဒီလိုလေးတွေရှိတတ်တယ်အဲအဲ့လိုမျိုးအခြေအနေလေးတွေဖြစ်လာပြီးဆိုရင်တော့ဒါဆရာတို့ဟိုတက်ကြန်းနားလေတဲ့ဆရာဝန်တွေရဲ့ကုသမှုအကြံပေးမှုကိုခံယူသင့်တယ်လို့ဆရာယူဆပါတယ် ားသောနဲ့ပတ်သက်လို့လဲဒါဆရာပြောခဲ့တယ်လို့ပဲပေါ့နော်ခလေးငယ်လာသားအရွယ်တွေကတော့ no ဆိုရတာဖြစ်တဲ့အတွက်တခြားအများကြီးမပြောတော့ဘူးနည်းနည်းခလေးကြီးတွေမှာဆိုရင်တော့ဒီအချိန်မှာသူတို့ကအစားသိပ်ပြီးမလိုက်တော့ဘူးပေါ့နော်မစားနိုင်ကြတော့ဘူးအစားတော့ပြတ်တဲ့အတွက်ကြောင့်မလို့တတ်နိုင်သမျှသူတို့ ਨੇ တင့်တော်တာလေးတွေကမှနော်စားရလွယ်တာလေးအေးဆန်းဆန်းလေးတွေဦးစားပေးပြီးတော့ကျွေးစီခြင်းနဲ့တော့တိတ်မစားနိုင်ဘူးဆိုလို့ရှိရင်ဆရာတို့ဆံမြုပ်ဖြစ်ဖြစ်ဆံမြုပ်မကြိုက်တဲ့ကလေးဆိုရင်လည်းဆရာတို့အသား အသားပြုတ်အရည်လေးတွေပေါ့နော်ကြက်ပြုတ်ရည်လေးတို့နော်သူကြိုက်တတ်တဲ့ဟာလေးကိုပြပြော့လေးချက်ပြီးတော့ပေါ့နော်ငားဆိုရင်လည်းဒါပြပြော့လေးလုပ်ပြီးတော့ကျွေးလို့ရတယ်အဟာရရှိတဲ့ဟာလေးတွေကိုဦးစားပေးပြီးတော့ကျွေးစေချင်ပါတယ်ပူပူနွေးနွေးလေးလုပ်ပြီးကျွေးမယ်ဆိုရင်ကလေးတွက်လေးပို့ပြီးတော့တင့်တော်တာပေါ့နော်ဒါဆရာဖြည့်ဆွအနေနဲ့ထပ်ပြီးတော့ဖြည့်ဆွဖို့ပြောရမယ်ဆိုရင်တော့ကလေးတွေအနေနဲ့ဒါ ဖြစ်လာရင်လည်းဖြစ်လာတဲ့အတိုင်းကုတာပေါ့နော်မဖြစ်ခင်ကြိုပြီးတော့ကာကွယ်ဖို့ပါဆရာတို့ပူပြီးတော့အရေးကြီးတာပေါ့နောက်ဆိုတော့ကာကွယ်မှုအနေနဲ့ကတော့ရာသီဥတုအေးလာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ကလေးငယ်လာသားကလေးတွေဆိုရင်ဒါမိဘအားထားရင်ထားတဲ့နေရာနေရတဲ့ကလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကလေးအိမ်မယ်ဆိုလို့ရှိရင်သူတို့ရဲ့ပတ်ဝန်းကျင်မှာလေအရန်တိုက်နေရလေစိမ့်နေတိုက်နေရမျိုးတွေမဖြစ်အောင် ရာသီဥတုအရန်အေးတဲ့အချိန်မှာလုံလုံချုံချုံမဖြစ်ဘဲနဲ့အနှီးတွေလွတ်နေရမျိုးတွေမဖြစ်အောင်เนาะကလေးရဲ့ပတ်ဝန်းကျင်မှာနွေးနေတဲ့เนาะအဝန်းအဝိုင်းလေးအိရာအဝန်းအဝိုင်းလေးဖြစ်သွားအောင်เนาะဒါလေးတွေဖန်တီးပေးဖို့လိုအပ်ပါတယ်ကလေးကြီးတွေဆိုလို့ရှိရင်ဒါဆရာတို့ចောင်းဖွင့်တဲ့ရာသီတွေမှာဆိုလို့ရှိရင်မိုးရင်းရာသီတွေမှာဆိုရင်အပြင်သွားမယ်ဆိုရင်ထီအုတ်ထုတ်ယူသွားမယ်အဲ့ဒီလက်ရှည်ဝတ်ပေးမယ်เนาะလိုအပ်လို့ရှိရင်မိုးကလေးတွေပေးမယ်မလိုအပ်လို့ရှိရင်ဆရာတို့အပြင်ကို ဟိုမိုးရွာနေတဲ့အချိန်တွေတအားအေးနေတဲ့အချိန်တွေမှာပေးမထွက်ဘူးအိမ်မှာပဲနေခိုင်းမယ်ကလေးဆော့တဲ့အခါမှာလည်းဟိုတအားဟိုပေါ့နော်ကစားကွင်းတွေဘာတွေမှာဆော့ပြီးလို့ရှိရင်ချွေးတွေတအား ကန်ထွက်နေလိုက်ပြီးမိုးရွာတဲ့ရောက်သွားလိုက်အေးတဲ့ပြန်ရောက်သွားလိုက်ဒီလိုမျိုးတွေမဖြစ်ဖို့လည်းဂရုစိုက်ဖို့လိုအပ်တယ်လို့မှားချင်ပါတယ်နောက်တစ်ခုကဆရာဗီဒီယိုတိုင်းမှာအမြဲပြောနေကြရေများများတိုက်ပေးပါနော်ခန္ဓာကိုယ်မှာရေဓာတ်ကအရေးကြီးပါတယ်ရေများများတောင်းပါစီဝါကမှလေပတ်မှုလေးလည်းမြန်ပြီးတော့ခလေးအတွက်ဘာပဲဖြစ်ဖြစ်လန်းလန်းဆန်းဆန်းရှိမယ်တစ်ခုခုတောင်းတိုင်းလို့ဆိုရင်လည်းခံတာမှာဖြစ်ပါတယ်ဒီအချက်ကလေးတွေကိုလည်းလိုက်နာပေးမယ်ဆိုလို့ရှိရင်ဗာပြောဆရာအတိုင်းတာတစ်ခုထိကာကွယ်နိုင်စွမ်းလည်းရှိမယ်အကယ်၍မဖြစ်ခဲ့ဘူးဖြစ်ခဲ့သည်ရှိတော့ဆိုရင်လည်းခလေး လေးအတွက်စင်ကျင်စရာလေးတွေလည်းဖြစ်ပါလိမ့်မယ်เนาะအဲ့တော့ဒီနေ့ဆရာတို့ကလေးငယ်နဲ့နာစီနာပိတ်ချင်းကောင်းစင်အောင်မှာဆွေးနွေးခဲ့တဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ဘုဟုတ္တရအများကြီးရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ဆရာဒေါက်တာဆိုင်းမြတ်သူပါနောက်ထပ်ထပ်ဒီဗီဒီယိုအစ်စ်တွေနဲ့ထပ်ပြီးဆုံတွေ့ပါဦးမယ်เนาะ